Hello, Aroma Minglawa. Welcome back. You are official music channel. okay. ချောဟို80ကုနေတောက်ပိုင်းပေါ့86 89 88 90 80 90လောက်ထိပေါ့အဲ80ဆိုတော့ဟို80ကုနေတောက်ပိုင်းထွက်လာတယ်နိုင်ငံခြားတချင်းတွေထဲမှာ ဒီ heavy rock ပါ heavy rock လို့ heavy metal လို့အဲ့လိုတချို့တွေပါသူက ACDC လို့ Ozzy Osbourne လို့အဲ့လိုအဲ့ why name what can't say resist လို့တော့ Aerosmith တော့ဒါကြိုက်ခဲ့တယ်အဲ့အဲ့ဒါကြိုက်ခဲ့တယ်ကျွန်တော်ကဘယ်လောက်ထိကြိုက်ခဲ့လဲဆိုလို့ရှိရင်ဘယ်လောက်ထိအောင်ကြိုက်ခဲ့လဲဆိုလို့ရှိရင်အဲ့ဘယ်လိုခေါ်မလဲ ဒီဟိုဘောကျွန်တော်တို့ဒီကိုလေးကြီးမထွက်ခင်ဒီမဲ့ဟိုကိုကြီးထုတ်ပေါ့ကိုကြီးထုတ်ကြီးဆိုပဲကဲဆိုရတဲ့အားလုံးကိုဖျားကပေးတဲ့မိုးများတော့ဘာအဲ့အမျိုးတွေအဲ့လိုတခြင်းမျိုးတွေသူကအဲ့ဟာတွေကိုသူကဒီမြန်မာဟိုးပြုတ်ပြီးတော့ဟောသူများခေါ်ပေါ့လေ copy copy ဆိုပြီးတော့အဲ့လိုဆိုခဲ့အဲ့ဟာတွေစာပြီးတော့ကျွန်တော်နားထောင်ခဲ့တယ်အဲ့လိုမျိုး ဒီသူတို့ရွှေလွေခြင်းတို့ဘာတော့ရွှေလွေခြင်းတွေမှာပါတဲ့ဟာတွေဆိုလို့ရှိရင်တစ်ခုလုံးလေးပါတော့လို့ရတယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါအဲ့လိုမျိုးပေါ့ဟိုဒီစုတုပြရတာကျွန်တော်ဒီဘက်မြန်မာနိုင်ငံအိုက်ခစ်ကကျွန်တော်နေပညာပိုင်းလည်းအားနေတယ်အဲဆက်သွေးကိုယ်ရံကလည်းတိတ်မကောင်းဆိုတော့ကျွန်တော်တို့မှာနည်းနည်းတင်ယူရတာတွေပါတယ်အခက်အခဲရှိတယ်အဲ့တော့အဲ့လိုမျိုးတချင်းတွေကိုနားထောင်နားထောင်ပြီးတော့ကြီးပြင်းလာတာဟုတ် အဲ့ဒီမှာကျွန်တော်ပြောချင်တာကခု80ခုနှစ်နောက်ပိုင်းမှာထွက်လာတော့အဲ့မဲ့ဒီဘောဘောကျွန်တော်အဲ့ music bank တခုကျွန်တော်မှတ်မှတ်ထင်တယ်ဒီကိုလေးပြူကြီးစပြီးထွက်လာတော့အဲ့မဲ့အဲ့ music bank တခုကျွန်တော်ဆောက်ပါအဲ့တချင်ကိုနားထောင်ဘူးလေနားထောင်ဘူးလေလို့လို့ဟောဘူးဘယ်လိုပြောအောင်လဲဆိုတော့ light ဒီနိုင်ပါမလားဒီနိုင်မယ်ဒီနိုင်တော့ဘူးဆိုလဲဆိုနိုင်တော့ဘူးပေါ့အဲ့လိုမျိုးစိတ်ထဲမှာအဲ ီလန်တီးနိုင်ရောတီးနိုင်ဖို့ဆိုဝေးပါကွာပါတော့ရဲ့လိုမျိုးကိုကျွန်တော်ကဒီ grey white တော့ white line လို့တော့ပဲကျွန်တော်ကဟောဖြစ်တာဟုတ်ဟို diamond အဲ့နဲ့ကျွန်တော်ကအဲ့ဒီမှာတော့ဒီကိုလီနီတဲ့ကိုလီနီအဲ့ဘောဘောကနာဒါနေတယ်ပါအဲ့တချစ်တို့တတွေ့ဟာဒီဘက်ကအဲ့တချင်းစုံတိုင်းမဟုတ်စုံတိုင်းမဟုတ်အဲ့တော့ကျွန်တော်က head voice ပေါ့ head voice တွေကတအားခေစားတာဟုတ် အဲ့လို hard voice ကိုအဲ့လိုမျိုး online လေး ID5 ကြီး online လေးဆရာကြီးဟာတခေါမိုက်ရပါညာအဲ့လိုမျိုးဖြစ်ဘူးအဲ့လိုအဲ့လိုအသာစူးရစူးချက်ရတယ်ပါဝါအားကောင်းကောင်းနဲ့စုံနိုင်တဲ့လူကအဲ့တော့ရှားတာဟုတ်အချင်းကဘာတချင်းလဲဆိုရင်ကျွန်တော်တို့အဲ့ခနာလာမင်းနဲ့မပါတယ်ပရမာဆုံးထွက်တဲ့ခွေးတော့ကျွန်တော်အဲ့ဒီဟောပေါ့ token ဒီ OKKE ရဲ့ token နဲ့ music band နဲ့အဲ့ token နဲ့အဲ့လိုသူကဟိုဟာပေါ့ original ကတော့ token ပဲတည်တယ်ကျွန်တော်ဘယ်လိုခေါ်မလို့ဟို unchain the night လား unchain the melody melody လားမသိဘူးအဲ unchain melody ကဟိုကနော်အချင်း melody ကသူက ghost ရုပ်ရှင်ကားတွေတချို့ဗျအဲသူအဲ့လို unchain the night unchain ဆိုတော့ကျွန်တော်တို့ကဒီဘယ်လိုခေါ်မလို့တန်ရောစစ်အနောင်ဖွဲ့တွေဟိုပြတ်တောက်သွားတာဟို unchain လို့ခေါ်တယ် change change တွေပဲပြတ်သွားတာကျွန်တော်စပိန်နေနေပါအဲ့လို change တွေပြတ်သွားတာဘာလို့လဲပေါ့ဟိုအဲ့ဆို unchain ပေါ့အခုဒီ unchain the night ကြတော့ဒီဒီည ဒီညမှာငါတို့တွေပြက်ဆဲလိုက်ပြီဆိုရဲအထိတ်ပဲလို့အဲ့လိုမျိုးအဲကိုလေးကြီးကကျွန်တော်ကအာဘယ်လိုမှမပြောင်းတဲ့ညအဲအဲအတူအဲ့တော့တော်ပြီကျွန်တော်မှတ်မှတ်တင်တော်ပြီတတိထားပြီကျွန်တော်တို့ဒီဘက် Road the Chin အများစုမှာ Guitar Riff ကိုလေတိတ်မတုံးတာများတယ်ဗျအဲ့တော့ဒါပေမဲ့ဒီအချိတ်တနိုင်မှာရှေ့ရရှေ့ထွက်ဟိုပီကင်း only or အော် picking only နောက်ပြီးတော့ rift တွေအမိုက်စားတွေကိုအကျန်းစားတွေအဲ့လိုမျိုးထွက်လာတာဟိုတကယ် ိုဂီတာဝါအာဂီတာကကျွန်တော်ထင်တော့ဂီတာနှစ်လောက်တော့သုံးနေမယ်တူတယ်တစ်လိုင်းသုံးနေမယ်သူကတင်ညာ left right အတွက်သူက band music band band အတွက်ကတမျိုးဒါပေမဲ့ lead အတွက်ကတမျိုးအဲ့လိုမျိုးသုံးနေတယ်တူတယ်ကျွန်တော်ထင်တော့အဲအဲ့လိုပေါ့အဲ့မဲ့သူကဒီ riff ပေါ့ picking ရဲ့နောက်ပြီးတော့အဲ့ guitar riff ရဲ့ guitar riff က picking ရဲ့အဲ့ဒီလိုမျိုးပေါ့ ဖီကင်ကတော့ဒီလိုမျိုးလေးပါအဲ့ဒါကိုသူကသူကဒီဟိုဟာမျိုးထူးနှုတ်ပထန်လေးပါလာတာအဲ့မှာသူအဲ့ pick you မှာအဲ့လိုမျိုးကအဲ့လိုမဲလို melody ကိုသူကထူးနှုတ်ပထန်နဲ့တီးတာအဲ့ဒါကိုသူကထူးနှုတ်တစ်ချက်နှုတ်တော့နှစ်ချက်ထက်တီးတယ် ဒီဒုတိယတစ်ခါကျတပြုတ်ပြောက်သွားတယ် ပါသူက all over တာ music all over အဲ့မှာသူက distortion နည်းနဲ့ဟို86နောက်ပိုင်း band တွေကအဲ့လိုမျိုးဒီ distortion ကိုဆူရှာနေတာတုံးတာတွေများတယ်အဲ့လိုမျိုးအတန်အတွက်တွေကဒီဘက်ခက်ကကြတော့သူက overdrive ပါပါလေးနဲ့အဲရေတကယ် natural ဟိုဟာမျိုး guitar တန်လေးနဲ့အဲဒီအဲ့လိုမျိုးတီးတာများတယ်ဒီဘက်ခက်မှာကြတော့အရင်တော့ဟို band တွေက music band တွေကအဲ့လိုမျိုး distortion ထူးကြီးနဲ့ကြိုင်တာအဲ့လိုမျိုး ပြည့်ကွယ်စူးညံနေပြီးရောဆိုတဲ့အခါမျိုးအဲ့ဒါမျိုးပေါ့ဗျအဲ့မဲ့ तू က music ဟိုဟာပေါ့ဟိုအဲ့မဲ့ van ပေါ့ guitar van ရော guitar riff ကဝင်လာပြီ तू ကအဲ့အဲ့ picking ပြီးသွား guitar riff ဝင်လာအဲ့ guitar riff ကလည်းဒီဘလိုခေါ်မလဲကျွန်တော်တို့ဒီ raw music တွေမှာအများဆုံးသုံးတဲ့မျိုးသားပါသူအဲ့လိုမျိုးပေါ့ तू ကဒီဟာပေါ့အဲ့တော့မာတူအာတိုင်းတုံးတစ်မျိုးပါလာတယ်ကျွန်တော် ကျွန်တော်စိတ်ထင်ပေါ်တယ်ကျွန်တော်မှကျွန်တော်မှလည်းမားလေးတိုင်းပဲထိုင်တော့လို့တလုံးပါလားအဲ့ထိုင်တော့နှုတ်နဲ့သူကဖန်းစားပါလားအဲ့ဗက်တီကြောင့်ကျွန်တော်အဲ့ဒါကျွန်တော်အဲ့အဲ့ဘက်ကင်မျူစစ်တွေကို တော့ဒီဒီဒီရဘက်ကရစ်ကဟိုဘလို့လူလူရဲ့စိတ်ကိုလေအဲကြောက်တန်လာတာအဲသူသူရစ်ကအဲ့မဲ့အဲ့အဲ့ထိုင်တော့သူကတုံးလာဟုတ်ကဲ့ဟာဟာဟောင်းနေပါ ဒီเออติตองตองกั่วเมียวะดิวาลีบาบาลีบอมานักเรียนเตียนอยู่ไอ้อ๋อเดี๋ยวจะอันนี้ก่อนดีจ้ะเนาะดีก็တော့ตัวอุบัติสีหลูจินุมาดีมาไป Sassu. ီ verse five ကိုပြောခွဲလာတတိယလေးသူအဲ့သူ့ရဲ့ backing riff လေး၃တောင်ကျွန်တော်သဘောကျလို့လို့ဘယ်လိုမှမပြောဟုတ်တယ်3 off ရယ်နဲ့ဒီအဲ့ပဲတော့တော့1 2 3 4 ဲ့ညာပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်ပြအဲ့ဟွာတဲ့ backing ဟွာလေးနဲ့ music လေးနဲ့ပြန်ကြည့်ပါနော်အဲ့တော့အဲ့ဒါဒီပြီးတော့သူကဒူးရပိုက်ပုံဝင်တယ်အဲ့ဒါသူကဒီဒီဟိုဟို tremolo လဲကျွန်တော်ဆွဲပြီးတော့ငြင်းငြင်းဆန်ဆန်လုံတိုင်းမှာတူ ာဒီဒီကဒီသူ့ရဲ့ဟိုအတကြကအဲ့ဒါပဲဒီဟောပေါ့ကျွန်တော်တို့ဒေါ်ကင်အတကြကသူကအဲ့ဖိဖိဖိကာမိုနီတီဒီထရမ်လိုယူဆတွေကနောက်ပြီးသူဒီကပနာဒေါ်နဲ့ပနာဒေါ်နဲ့ကိုပနာဒေါ်နဲ့ပဲသူကတီးကမိုင်နာဘလူးစကေးဘောပဲမျိုးဖြစ်ပါအောင်အဲဒီဒါပေမဲ့သူကလက်အနေထားတွေကပနာဒေါ်နဲ့ပုံစံမျိုးဆိုလိုတွေပါသူတီးတာတယ်အဲ့ဒါမျိုး ဲ့တော့သူကဒီဟိုအားနဲ့ tremolo တို့ pick up လို့နေတယ်ဆော့တော့ကြတော့အရာကိုစမ်းတယ်မမမ အဲ့တူအဲ့အဲ့မဲ့တူထွားဝဒီအဲ့ riff ကကြတော့ solo ဝင်ကနေ riff တော့ဒါအဲ့ solo ဝင်ပြီး riff ကကြတော့သူကဒီ timing ကိုတော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲနားထဲထားလိုက်ရပါသူက on off တွေနဲ့အတိအကျဒီအနောက်ကပေးထားတဲ့ drum ရော keyboard string ရော bass ရောသူကအဲ့လိုမျိုး unison light တရားကိုအဲ့ဒါကိုအဲ့ thank you သူသူ riff က riff ကနည်းနည်းဟိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ဒီ wow 1 and 2 and 3 and 4 and 1 and 2 and 3 and 4အဲ့လိုမျိုးအစိတ်ကိုရေးပြီးတော့စိတ်အုံနောက်ကလည်းမှတ်အောင်မကျွန်တော်ဒီလက်ကလည်းတို့နည်းနည်းတော့တိုင်ပတ်တယ်ဗျာအဲ့ဒါအဲ့ဟောဒီဒီဒါ live ပေါ် live တိမယ်ဆိုလို့ရှင်အခောက်အခါကလေလက်တရားအုံနောက်တရားကိုတို့အလွတ်ရှောက်ပြီးမှတ်မိနေမှာဖြစ်ပါရဲ့ကွာ

ဟာဟုတ်သွားဟာဘူးတော့ဟာဘူးတော့ဆောင်းရမြန်နေသူအဲ့လိုသွားသူကဒီဟွာထဲမှာတော့ဒီဒီဟွာဟော tap note tap note ထဲမှာတော့ slide အဲ့ဒါအဲ့ဒါ slide ဆွဲရဒါတော့ two slide ဆွဲလိုက်တဲ့ဆွဲလိုက်ကြီးရီ tremolo ကြီးကိုလို့မဆွဲခွာနေတဲ့ပုံစံမျိုးကြီးပြ သူကအဲ့တော့ခါလို့ရှိရင်လေဂျူနီနေကအောက်ပေါ်မှာထရမ်ဘလုံနဲ့ဆွဲခွာခါလို့ရှိရင်သူကအဲ့တော့ပြန်တီးပြောင်းနော်ဒီဆိုလိုပိုင်းလေးအဲ့လိုစောင်းစားရအဲ့လိုတော့ 对对。အဲ့တန်တူပြောင်းပါတူဒီဟိုဒီဒီတိုက်ပါအဲ့ညာပါလေတူထိုင်ပဲထိုင်ရင်အထီးတာပဲဒီလိုအဲ့ဒါနောက်နှစ်ဘာလောက်ကတူထူဘာကတူထူဘာအဲ့ကောင်ဟိုဘာ telephone notes ပေါ့ဟိုစီကြီးပေါ့မှာတူထူဟိုကျွန်တော်အရင်တစ်ခါအရင်တစ်ခေါက်ထိုင်ရင်လည်းပြောရတယ် 6လုံးကစီးချက်တစ်ချက်ကို24 notes တီးရမှာစီးချက်ကို6လုံးတီးရ6လုံးတီးသွားတာအတွက်အဲ like to rugby တော့တကယ်လာရဲ့အဲ့မဲ့စီမီကွေပါပြောင်းဝင်လာတယ်စီမီကွေပါကသူက2 note လေးပါတယ်အဲ့ဟာဒီဒီဟောပါ လာလာဆိုတာတီလာဒိုလာတီလာလာလို့ပြောတီလာဒိုလာတီလာလာအဲ့လိုပြောအဲဒီနောက်ပြောပါရောက်ပြန်ပြီနော်သူကအဲ့လိုကြောက်ရောနော် တော့ဒီ pick synchronization အမယ်ကြီးပါလားတွေ့လားတက်ရုပ်တရက်ကြီးသူကစင်မီကွေပေါ်ပြောင်းသွားတယ်အဲ့ဒါဒီ water 24 notes ကနေပြီးတော့ဒီ16 note ကိုရုပ်တရက်ပြောင်းသွားတာတွေ့အဲ့ timing ထဲမှာနော်အဲ့ timing မျိုးစားထဲမှာပဲပြောင်းသွားလက်ချောင်းညရောတာအိုးတော့ကတော့တည်တယ်ဒါပေမဲ့လက်ချောင်းညရောရောပါ

အဲ့လိုလေးဖြစ်တာအဲ့ဒါကိုသူကရအောင်အဲ့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 ဒီရဲ့ melody ကိုသူကရအောင်ယူလိုက်အဲ့ဒါပြီးတော့ကတော့ပဲအဲ့တော့ဒီလိုလေးဖြစ်သွားမယ်ဆွေးကွာ

富人家才罢了，去，我我我我多啊，不就靠不不不不，湛江那边的偏出来啦，比较偏比较温暖嘞，湛江这个偏温暖，哎，单就多啊，我我一样的，温温温温那个温的，温的啊，偏的单就哎，富人家才罢了，对吧？哎，别跟。 နေရပါကြအဲ့ဖိခါဖို့နေရမတူတော့အဲ့တော့တော်တော်အဲ့ကောင်ဘလို့ခေါ်ဘူးအဲ့ဝိုင်းကတော့လေးစားဖို့တော့ကောင်းနေတယ်အဲ့အဆောင်ကဒီဟိုဟာလေးဒီ24 24 notes ကိုလေကျွန်တော်ထပ်ပြပတ်နေတယ်ထပင်ပဲအဲ့ထပင်သွားပြီးတော့လှုပ်လိုက်လို့ရှင်လေလက်ရရောကုန်ဘယ်နေရာရောက်လို့ရောက်သွားလို့တေးအောင် သူကစတုတ်နဲ့ဒီဟိုပါဘော alternative pick ကြီးကိုမစတုတ်ကိုပြူပြီးတတကြီးကြားရတာကျွန်တော်အဲ့တော့အဲ့ဆိုလို့ကျွန်တော်ရက်တိပြပါမယ်နော်ဒီဟိုကနေ့ ဒီ ID ရတာကြတော့လွတ်ဒီရတာကြတော့ခင်ဗျားကိုလည်းသိရှင်းနေမှာရှင်းမှာအဲဒီရလို့ဒါလို့ပြန်ဒီပြတာလည်းတခြားလူတွေလိုက်ဒီလို့ဒီတီးခြင်းလည်းဆိုလို့ရှိရင်ပါစီးခြင်းလည်းဆိုလို့ရှိရင်လိုက်ဒီလို့ရအောင်အနည်းပြန်ပြပေးရတခုချင်းစီတစ်ပိုင်းချင်းစီကျွန်တော်ပြန်ပြီးဖြတ်ပြပေးရပါတော့ဒါတော့ကျွန်တော်ဒီဟာနဲ့ backing music လေးနဲ့တီးကြည့်အောင်ဟာဘယ်ကမျိုးစင်းတီးနေတာပြီးတော့ copyright ညှိပါလဲကြောက်တယ်ဗျ ကျွန်တော်ဒီ YouTube channel လေးကို like and subscribe လုပ်ထားတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတကယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ် bye bye